ရုရှားကိုအားလုံးကစစ်တင်ညာလိုက်တဲ့သဘောဖြစ်သွားပြီဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကယူကရိန်းကို မဟာမိတ် EU နိုင်ငံတွေ၊အမေရိကန်တို့ကပေးတဲ့နောက်ဆုံးတော့ဒုံးကျည်တွေကိုရုရှားနိုင်ငံနဲ့နိုင်ငံတွေမပြည့်ရဆိုတဲ့ကန့်သတ်ချက်ရှိပါတယ်။အခုအခါမှာတော့အဲ့ဒီကန့်သတ်ချက်ကိုပေးပြစ်လိုက်ပြီလို့ဥရောပသမဂ္ဂကပြောပါတယ်။ ရုရှားနဲ့ဆစ်ဖြစ်နေတဲ့ယူကရိန်းကကူညီတဲ့အနေနဲ့ပေးပို့တဲ့လက်နက်တွေကိုဖြစ်ခနိုင်တဲ့အကွာအဝေးအရင်ကသတ်မှတ်ချက်ရှိခဲ့ပေမဲ့လည်းအခုအဲဒီကန့်သက်ချက်ကိုပြင်သစ်ပြတဲ့အမေရိကန်တို့နဲ့အတူဖယ်ရှားလိုက်ပါပြီလို့ဂျာမန်ဝန်ကြီးချုပ်ဖက်ဒရစ်မတ်စ်ကလည်းမေ26မှာကြေညာလိုက်ပါတယ်။ဒါဆိုရင်တော့ရုရှားပိုင်နယ်တွေကိုပြင်သစ်ပြတဲ့အမေရိကန်၊ဂျာမနီလို့လက်နက်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်နိုင်ပြီဖြစ်ပါလေ။ယူကရိန်းကိုပေးပို့တဲ့လက်နက်တွေတော့ပစ်ခတ်နိုင်တဲ့အကွာအဝေးတွေကန့်သက်ချက်မရှိတော့ပါဘူး။ ကျွန်တော်တို့ဖယ်ရှားလိုက်ပါပြီလို့ဘာလင်မှာကျင်းပတဲ့ digital ညီလာခံမှာဂျာမနီဝန်ကြီးချုပ်ကပြောပါတယ်ခုလိုဖယ်ရှားလိုက်ခြင်းအပြင်ယူကရိန်းနဲ့ရုရှားနိုင်ငံတွေကစည်ရင်းနေရာတွေဘယ်နေရာကိုမစိုးတိုက်ခိုက်နိုင်တာမျိုးပြင်သူ့ကိုယ်သူလည်းခုခံနိုင်ပါပြီအရင်ကတော့ဒါမျိုးမလုပ်နိုင်ခဲ့ပါဘူးလို့ဂျာမန်ဝန်ကြီးချုပ် Frederick Mask ဆိုပါတယ်ရုရှားသမ္မတဘုဒ္ဓကတော့သူ့နိုင်ငံနဲ့နိမိတ်ထဲကို ဥရောပသမဂ္ဂနဲ့နေတိုးဖွဲ့ဝင်နိုင်ငံတွေကလက်နက်တွေသာကျရောက်မယ်ဆိုရင်ဒါကနေတိုးကိုယ်တိုင်ကရုရှားကိုစစ်ကြိမ်တိုက်ခိုက်တာပဲဆိုအရင်ကတည်းကပြောထားမှုတာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကသူ့ရည်တည်ချက်ကိုလူမှုမီဒီယာမှာရေးသားမှာယူကရိန်းကိုဆက်ထောက်ပံ့မှုကျွန်တော်တက်နေတဲ့မျိုးလှုံ့ဆော်သွားမှာပါလို့ဖော်ပြထားပါတယ်။အနောက်နိုင်ငံတွေကခုဆုံးဖြတ်ချက်အနေနဲ့ရှိတဲ့လုပ်ရပဲလို့ရုရှားကတော့ပြောပါတယ်။ဒီဆုံးဖြတ်ချက်တွေတကယ်ချမယ်ဆိုရင်ကျွန်တော်တို့နဲ့ငင်းချင်းရေးအတွက်ဖြည့်ရှင်းလို့တဲ့ဆန္ဒနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဒါအတော်အန်ဒီယားများနဲ့ဆုံပြေချက်ပါတော့ရုရှားဆိုရပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုပါတယ်အနောက်နိုင်ငံတွေကယူကရိန်းကိုတာဝန်ပြည့်လက်နက်ထောက်ပံ့ခြင်းကိုရုရှားကအရင်ကတည်းကဝေဖန်ခဲ့တယ်လို့ဂျာမနီနဲ့ယူကရိန်းကတာရက်စ်ဒုံးကျစ်နဲ့မပေးဖို့လည်းတတိပေးထားပါတယ်2020နှစ်ရုရှားကယူကရိန်းကိုဝေရောက်တိုက်ခိုက်ချိန်ပဋိပက္ခပုံမပြင်းထန်စေဖို့အနောက်နိုင်ငံတွေကယူကရိန်းကိုတာဝန်ပြည့်လက်နက်တွေမထောက်ပံ့ခဲ့ပါဘူး အဓိကအပြည့်ရုရှားနဲ့ထိတ်တိုက်တိုးမောင်းကိုအနောက်နိုင်ငံတွေကလည်းစိုးရိမ်နေပါတယ်။ဒါပေမဲ့ပြည်ထောင်စုပြည်သူတို့ကမိုင်150ခန်းကြီးပြစ်ခတ်နိုင်တဲ့ strong shadow တွေ cruise တုံးကြီးတွေကိုယူကရိန်းကိုထောက်ပံ့ပေးခဲ့တယ်လို့2020လေးတုန်းကအမေရိကန်သမ္မတဟောင်းဂျိုးဘိုင်နန်ကယူကရိန်းကိုရုရှားနိုင်ငံတို့ရှိပြစ်မှတ်တွေကိုပြစ်ခတ်နိုင်ဖို့ ADSMS ဒုံးတွေနဲ့အသုံးပြုခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်ထောင်ကပေးတဲ့ဒုံးပြန်မှာဆိုရင် စလုံးကိုပေါင်း၈3လောက်တန်ကြီးရှိတယ်ဆိုပါတယ်။ဘန်ကာအတွင်းပိုင်းထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ဒါအပြင်ပြည်မှတ်ကို GPS နဲ့တိကျပြည့်နေတယ်လို့တနအီကိုမိုင်600အလင်းနှုံးနဲ့လည်းပြစ်ခတ်နိုင်ပါတယ်။ဒုံးကြီးရှယ်19ဘီကိုလမရှိပြီးထိပ်ဖူးက450ကီလိုဂရမ်လျှောက်လေးပါတယ်။၂000ခုနှစ်မှာပြည်ထောင်မှာတော့စတင်အသုံးပြုခဲ့တာပါ။ အခုဆိုရင်တော့ဒါဟာငြိမ်းချမ်းရေးကိုတံပြန်ပြပြစေဖို့အတွက်ဥရောပသမဂ္ဂကလှုပ်ဆောင်ချက်ဆိုလို့ရုရှားကဆွဆွဲနေတာပဲဖြစ်ပါလေ။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ပူတင်ယူနေရလားဆိုတဲ့ဒေါ်လင်ထရဲ့ပြောဆိုချက်ဟာသူစိတ်ဖိစီးနေတဲ့အတွက် ပြောမိခြင်းဖြစ်နိုင်ကြောင်းရုရှားကတုံ့ပြန်ပါလေ။ရရှာသမ္မတပူတင်ယူသွားပြီလို့မှတ်ချက်ပေးခဲ့တဲ့အမေရိကန်သမ္မတထရန့်ဟာခံစားချက်တွေပြင်းထန်ပြီးတော့ ဘာကူမှစီရင်တော်တရားရှိရှိမတွေးနိုင်လောက်စိတ်ဖိစီးတဲ့အခြေအနေပါ emotional အရမ်းများတဲ့အတွက်ကြောင့်ပြောမိတာဖြစ်နိုင်တယ်လို့ Kremlin ကတုံ့ပြန်ပါတယ် Ukraine ကို Russia ကလေကြောင်းကနေအကြီးအကျယ်တိုက်ခိုက်ပြီးမှ Trump က Putin တခုခုဖြစ်သွားဖို့မော်တယ်လောဝယူသွားပြီမလို့အပ်ပဲလူတွေအများကြီးတက်နေတယ်စားသဖြင့်မှတ်ချက်ပေးခဲ့ပါတယ်ဖရဲပြောကြားချက်နဲ့ပတ်သက်လို့ Putin ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကရုရှား Ukraine နိုင်ငံဆွေးနွေးရေးအတွက်စီစဉ်ပေးတဲ့ စတင်ပေးခဲ့တဲ့ပေါ်အမေရိကန်နေနဲ့သမ္မတထရန့်ပေါ်ပုံကိုရေးရပါတကယ်ကျေးဇူးတင်ကြောင်းအရင်ဆုံးပြောပါတယ်ဒါပေမဲ့အချိန်ထဲမှာပဲဒီမတ်ချက်တွေဟာအရန်အရေးကြီးတဲ့အခိုက်အတန့်ဖြစ်လို့ခံစားချက်တွေပြင်းထန်ပြီးတော့စင်ကြုံတရားရှိရှိမသေးနဲ့လောက်အောင်စိတ်ပြည့်စည်တဲ့အခြေအနေရှိတဲ့လူတိုင်းစိတ်ခံစားချက်ရှိတဲ့နေပြီးတုံ့ပြန်တာနဲ့ဆက်နေတယ်လို့မှတ်ချက်ပေးပါတယ်ယူကရိန်းရဲ့မဟာမိတ်တွေဟာသူတို့ ထောက်ပံ့ပေးတဲ့လက်နက်တွေကိုဒီလိုမျိုး ရုရှားကိုပြစ်ခတ်တိုက်ခိုက်ရမှာအသုံးပြုခွင့်ပေးလိုက်တဲ့ကိစ္စကလည်းပြဿနာတက်စီပါတယ်။အခုထရဲ့ပြောဆိုချက်ဟာမလေးမစားရရကြကြုံအဲ့ဒီလိုမျိုးထရန်ကပြောလေလေငြိမ်းချမ်းရေးကငွေးနေအောင်မှာပဲဖြစ်တယ်လို့ရုရှားဘက်ကတံပြန်ပြောလာပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်ရဲ့အကြီးအကျယ်အခွန်တိုးမြင့်ကောက်ခံမှုကြောင့်ဖြစ်ပေါ်လာနေတဲ့အကျိုးဆက်တွေတသက်ရောနေစေဖို့အမေရိကန်သမ္မတထရန်အနေနဲ့ အာဆီယံကောင်းဆောင်တွေနဲ့တွေ့ဆုံဖို့မလေးရှားဝန်ကြီးအန်ဝါအီဘရာဟင်ကစာရေးတောင်းဆိုထားပါတယ်။အခုနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းတဲ့မလေးရှားနိုင်ငံကောင်းဆောင်အန်ဝါအီဘရာဟင်ကကွာလာလပူမှာကျင်းပတဲ့အာဆီယံထိပ်သီးစည်းဝေးပွဲဖွင့်ပွဲပိန်ကမှာအမေရိကန်အာဆီယံထိပ်သီးစည်းဝေးကျင်းပနိုင်မှုထရန့်ထန်ဆက်သွယ်ခဲ့တယ်လို့နီကီအေရှားကဖော်ပြပါဗါတယ်။အဲ့ဒီအစည်းအဝေးကိုလာမယ့်အော်ရပါမှာကျင်းပဖို့ရာရီသတ်မှတ်ထားပေမဲ့နေရာအတိအကျကိုတော့အဆုံးဖြတ်နိုင်ခြင်းမရှိသေးပါဘူး။ဒါအပြင်ထိပ်သီးအစည်းအဝေးအများဆုံးကျင်းပဖို့အဆိုပြုထားတယ်လို့ Nikkei Asia ကရေးသားပါတယ်။ မလေးရှားဝရုပ်ကလန်ကျက်နဲ့ပတ်သက်ပြီးအာဆီယံဖော်ဝင်နိုင်ငံချို့ကအမေရိကန်ခေါင်းဆောင်ရဲ့လောင်းပြောင်းခြင်းခံရမှာကိုစိုးရိမ်နေအနေနဲ့တည်ထားနေကြောင်းတတမန်အရင်းမြစ်တွေကတော့ပြောပါတယ်။ပြီးခဲ့တဲ့ပတ်ကသမရအင်ဖူတော်မှာထန်ကမပြောခဲ့လဲဆိုတော့တောင်အာဖရိကသမရရာမာဖိုဆာကိုလူဖြူတွေကိုလူမျိုးတုံးတစ်ဖြတ်မှုနဲ့ပတ်သက်ပြီးမှားရွေးနဲ့စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အတွက်အာဆီယံခေါင်းဆောင်တွေကလည်းဒီလိုထည့်သွင်းစဉ်းစားရမယ့်ချက်ရှိနေပါတယ်။ ဒမနာထရလက်ထကိုဂျိုးစီဘွားကာဝေယူဝါရာပြောင်းလဲကျင့်သုံးလာတဲ့အမေရိကန်ဟာအာဆီယံနိုင်ငံတွေရဲ့အရေးကြီးဆုံးပို့ကုန်ဈေးကွက်များထဲမှာတနိုင်ငံဖြစ်ပြီးအာဆီယံဖွဲ့ဝင်နိုင်ငံအများအပြားမှာကမ္ဘာ့ကုန်သွယ်ပုံစံအပြောင်းအလဲကြောင့်သီးသသာထိခိုက်နိုင်ခြေရှိပါတယ်အမေရိကန်ကပြန်လည်ခုံရမြင့်တရားမှာစင်ကာပူကွန်မစ်စီတီပေါ်ဆရာကနုံလာအိုကွန်မစ်စီတီပေါ်49ရာခိုင်နှုန်းထိတိုးမြှင့်ထားပါတယ်။ပထဝီနိုင်ငံရေးပုံစံအတွက်တစ်ခုပြောင်းလဲဖြစ်နေတယ်။ကမ္ဘာ့ကုန်သွယ်စနစ်ဟာမကြာသေးခင်က မိုက်ကန်ရဲ့တစ်ဖက်သက်အခွင့်ချမှတ်မှုကြောင့်ပိုတင်းမာလာပါတယ်။ဗတ်ပေါင်းဆောင်ကပူပေါင်းဆောင်ရတဲ့အယူအဆပြိုကွဲတာနဲ့အမျှကိုကျိုးစည်းဘောကာကွယ်မှုဝါဒတွေပြန်ပေါ်ပေါက်လာပြီလို့အန်ဝါဣဗရာဟန်ကဆိုပါတယ်။နောက်ထပ်တင်ပေါ်ပြောချင်ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟန်ရဲ့သမီးကအာဏာရပါတီဒုတိယအကြီးအကဲဖြစ်လာပါတယ်။အာဏာရပါတီ PKR ပါတီတွင်မှမဲပေးမှုမှာ လက်ရှိဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ရဲ့တမိဟာပါတီဒုတိယအကြီးအကဲဖြစ်လာခဲ့ပါတယ်။အဲ့ဒီလက်ရှိပါတီဒုတိယအကြီးအကဲရာဖီဇီယာမျိုးကိုအနိုင်ရရှိခဲ့တာပါ။သူတို့နိုးကြစကားစစ်တို့အပြိုင်မှုဟာအတော်ပြင်းထန်ခဲ့ပြီးနှိုးလုံးကလက်ရှိအစိုးရရဲ့တချို့မူဝါဒတွေနဲ့လှုံ့ဆော်ချက်တွေဝေဖန်ထောက်ပြပါတယ်။ PKR ရောက်ပဲကုမ္ပဏီအုတ်ခရကပါတီတွင်းထောက်ခံမှုမှာတဲ့အဲ့ဒီလက်ရှိမလေးရှားဝန်ကြီးချုပ်တမိဟာ9800တောင်းပန်ရခဲ့ပြီး ရာဖီစီကတော့3866မီတာရရှိခဲ့တယ်ဆိုပါတယ်အန်ဝိုင်းရဲ့အကြီးဆုံးသမီးဖြစ်တဲ့နယူအားဟာပါတီရဲ့ဌာနခွဲပေါင်း222ခုတည်းကထောက်ဝက်ကျော်ရဲ့ခေါင်းဆောင်ပိုင်းစီကထောက်ခံမှုရရှိလို့ပါတီဒုတိယအကြီးကနေရာအတွက် ကြိုတင်ရေးပဲစားခဲ့တာကြာပြီဖြစ်ပါလေသူရဲ့တက်လမ်းမှုဟာဖခင်ရဲ့အရာအရာကိုနောက်တစ်ချိန်မှာဆက်ခံမဲ့သူဖြစ်ထင်ကြီးပြီးခံရတာပိုခိုင်းပါစီပါလေသူမပါတီဒုတိယဥက္ကဋ္ဌနေရာတွေပထမဆုံးကျင်းပါဝင်ရှင်ပြိုင်မှုမှာတင်အနိုင်ရခဲ့တာပါသူနိုင်ရခဲ့တဲ့ RPC ဟာအန်ဝါအီဘရာဟင်ဦးဆောင်တဲ့အစိုးရနဲ့မှာစီးပွားရေးဝန်ကြီးဖြစ်တောင်းယူထားသူပါပါတီဒုဥက္ကဋ္ဌနေရာအတွက်အီဘရာဟင်ရဲ့တနီးကြီးဝင်ရောက်ရှင်ပြိုင်မှုဟာဆွေမျိုးသားချင်းကောင်းစားရေးဝါဒဖြစ်နေတယ်လို့ဆွဆွမှုတွေထွက်ပေါ်ခဲ့ပေမဲ့ အဲ့တော့အီဘရာဟန်ကတော့အဲ့ဒီလိုမဟုတ်ဘူးလို့ပဲချထားပါတယ်။ပီကီယာပါတီဟာညွန်ပေါင်းနိုင်ငံအင်အားစုဖြစ်စတင်ဖွဲ့စည်းခြင်းကလေးကဩက္ခရဏဦးသာခံပူပြီးတူဦးကတော့သူ့ရဲ့အဲ့ဒီလက်ရှိအန်ဝါအီဘရာဟန်ရဲ့ဇနီးဖြစ်ပြီးနောက်တူဦးကတော့လက်ရှိဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ပဲဖြစ်ပါတယ်။နောက်ထပ်တင်ပြောပြချင်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ Telegram အသုံးပြုမှုပိတ်ပင်တမိတော်မယ်လို့သိရပါတယ်။ဗီယက်နမ်နိုင်ငံမှာရာဇမှုတွေတိုက်ဖျက်ရမှာပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ဆိုပြီး Telegram ပိတ်ပင်မှုအစိုးရကဆက်သွယ်ကော်မတီတွေကိုညွှန်ကြားထားပါတယ်။ Telegram ကိုဇွန်လ၂ရက်နေ့နောက်ဆုံးထားပိတ်ပင်တမိဖို့ဆက်သွယ်ကော်မတီတွေကိုဗီယက်နမ်နိုင်ငံဝန်ကြီးဌာန Telegram ဌာနကမေ21ရက်ရက်စွဲနဲ့ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပါတယ်။ Telegram ဝန်ဆောင်မှုကိုဟန်တာဖို့ဖြည့်ရှင်ချက်တွေနဲ့အစီအမံလေးထားရှိရလို့လည်းညွှန်ကြားချက်မှာပါပါတယ်။နိုင်ငံမှာရှိတဲ့ Telegram channel 9668ရဲ့68ခန်းတို့ဟာလိမ့်လည်မှုတွေမူရစေဝါရောင်းဝယ်ဖောက်ကားမှုတွေနဲ့အကြမ်းဖက်ဆိုင်ရာတွေဖြစ်တယ်လို့စစ်တွေဝန်ကြီးဌာနကဆိုပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးရာဇဝတ်ဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေမှာအဲ့ဒီလိုလုံဆောင်နေသူတွေချက်လက်တွေပေးဖို့အစိုးရတောင်းဆိုမှုကို Telegram ကပူပေါင်းဆောင်ရခြင်းမရှိဘူးလို့ဝန်ကြီးဌာနကပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး Telegram နဲ့ PNN နီးပြည်ဝန်ကြီးဌာနတို့ကိုမှတ်ချက်ပေးဖို့စစ်တွေပြင်မဲ့အကြောင်းပြန်ခြင်းမရှိဘူးသိဘူးလို့သိရပါတယ် Telegram ရဲ့ group တွေမှာရာဇဝတ်မှုတွေနဲ့လိမ်လည်မှုတွေ ဒါအပြင်အပြာ website တွေရှိကြောင်းလည်းရဲတပ်ဖွဲ့ကအရင်ကတည်းကသတိပေးထားပါတယ် Facebook Instagram လို့လိုပဲ Telegram ဟာလူသုံးများတဲ့ application ဖြစ်ပြီးတော့မေ23ရက်နေ့ထိဗီနနိုင်ငံမှာတော့အသုံးပြုလို့ရည်သေးတယ်လို့သိရပါတယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ်ဒူဘိုင်းနိုင်ငံဟာနောက်နှစ်မှာမောင်းသူမဲ့လျှက်စစ်တစီတွေပြည့်စွဲ့တော့မယ်လို့သိရပါတယ်ဒူဘိုင်းဟာ true char လောက်ပြတဲ့နိုင်ငံဖြစ်ကမ္ဘာမှာနာမည်ကြီးပါတယ်ချမ်းသာမှုကြောင့်လည်းဖြစ်ပါတယ် အခုလည်းနောက်နှစ်မှာပြည်သူတွေနဲ့နိုင်ငံတကာခီးတဲ့တွေအတွက်မောင်းသူမဲ့တပ်စီတွေကိုဝန်ဆောင်မှုပေးမှာဖြစ်ပြီးတော့လျှက်စစ်ကားတွေဖြစ်တဲ့အတွက်သဘောပုံဝင်ခြင်းကိုမထိခိုက်စေသလိုအတန်းစဉ်းမှုနဲ့ပါလေတပ်စီကုမ္ပဏီတွေအတွက်လည်းလျှက်စစ်ကားတွေဟာကုန်ကြမ်းစီတပ်သားစီမှာဖြစ်ပြီးတော့ဝန်ဆောင်မှုပိုကောင်းစေမှာဖြစ်ပါလေအားသွင်းလို့မြင်တဲ့လျှက်စစ်ကားတွေကိုအသုံးပြုထားမှာဖြစ်ပြီးလောက်စားစီကုန်ကြမ်းစီမရှိတော့ပါဘူးဒီပိုင်းတပ်စီကုမ္ပဏီရဲ့ CEO က မောင်းတူမယ်ရှယ်စစ်တက်စီတကြောင်လုပ်ငန်းပုံမှုအားကောင်းလာမှာပါပုံမှုကောင်းမှုနဲ့ဝန်ဆောင်မှုတွေခရီးသည်တွေရရှိစေမယ်လို့ပြောပါတယ်ကမ္ဘာတစ်ဝှမ်းမှာသဘောပေါက်ဝင်ကြီးပြည့်စည်စေတဲ့လောင်စာစီတွေကိုအသုံးပြုမှုလျှော့ချပြီးတန်ရှင်းနဲ့ဆိုရင်အသုံးပြုဖို့ကြိုးစားနေပါတယ်အဲဒီတော့လျှက်စစ်ကပုံမှုအသုံးပြုလာပါတယ်ဒူဘိုင်းကမောင်းတူမယ်လျှက်စစ်ကရစီတွေကိုကမ္ဘာမှာအရင်ဆုံးသုံးတဲ့နိုင်ငံဖြစ်လာမယ်လို့သိရပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်တရုတ်ရဲ့နာမည်ကြီး ကုမ္ပဏီဖြစ်တဲ့ Baidu က TraceSense ကနားလဲတဲ့ AI ကိုဖန်တီးမယ်လို့ဆိုပါတယ်။အနာဂတ်မှာလူတွေဟာ TraceSense ရဲ့စကားနားလည်နိုင်တော့မှာဖြစ်ပါတယ်။တရုတ်ကမ္ပဏီ Baidu ကမိုဘိုင်းဝန်ရုံမှာ AI နည်းပညာတစ်ခုမှတ်ပုံတင်လိုက်ပါတယ်။ထူးခြားတာ TraceSense စကားနားလည်တဲ့ AI နည်းပညာပါ။ တနည်းပြောရင်တိရစ္ဆာန်တွေရဲ့အတန်နဲ့ကိုယ်နေဟန်ထားကိုလူသားဘာသာစကားဖြစ်ဘာသာပြန်နေတာဖြစ်ပါလေတိရစ္ဆာန်တွေစကားနားလည်ဖို့အတွက် AI model တွေကတိရစ္ဆာန်တွေဟောင်းတာ order နဲ့ကိုယ်လက်လှူရှာတာအဲ့ဒီ data တွေကိုကောက်ယူมาဖြစ်ပြီးတော့အဲ့ဒီကနေလူတွေနားလည်တဲ့ဘာသာစကားပြောင်းလဲပြီးတာဖြစ်ပါလေဒီကအဖြစ်တော့ data ကောက်ယူတာဖြစ်ပြီး data တွေကိုစုစည်းပြီးတော့ အနည်းဆက်ဆုံးတွက်ချက်ပေးတာပဲဖြစ်ပါတယ်ဒီနည်းပညာသာအောင်မြင်ရင်တော့လူတွေဟာတိရစ္ဆာန်တွေရဲ့စိတ်ခံစားချက်ကိုနည်းဆက်ဆုံးနားလည်လာမှာဖြစ်ပြီးလူသားနဲ့တိရစ္ဆာန်တွေဆက်သွယ်ရေးတိုးတက်စေမှာဖြစ်ပါတယ်တရုတ်အင်မိုတိရစ္ဆာန်ချစ်သူတွေကတော့ဒီနည်းပညာကိုတော်တော်လေးစိတ်ဝင်စားနေတယ်လို့သိရပါတယ်